အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝတလျှောက်မှာလုံးဝမလိမ့်သင့်တဲ့လူငါးမျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝမှာလိမ့်လဲတဲ့ဆိုတာကောင်းတဲ့အရာတော့မဟုတ်ပါဘူးဖြစ်နိုင်ရင်မြေသူတူတူတယောက်ကမှမလိမ့်တာအကောင်းဆုံးပါပဲအထူးသဖြင့်အောက်မှာဖော်ပြထားတဲ့လူငါးမျိုးကိုတော့လုံးဝမလိမ့်မိဖို့အရေးကြီးပါတယ်နံပါတ်1မိဘတို့မဟုတ်မိသားစု မိဘနဲ့မိသားစုဟာတင့်ကိုအချစ်နဲ့အားကိုးပြီးယုံကြည်ထားတဲ့သူတွေဖြစ်တာကြောင့်သူတို့ကိုလိန်ညာခြင်းဟာတင့်ရဲ့အနာဂတ်ဆက်ဆံရေးကိုထိခိုက်စေနိုင်ပါတယ်မိသားစုဆိုတာတင့်ကိုအမြဲထောက်ခံမဲ့အားကိုးရာဖြစ်ပြီးလိန်လယ်မှုတွေကဒီယုံကြည်မှုတွေကိုပျက်စီးစေနိုင်ပါတယ်နံပါတ်1ဆရာတို့မဟုတ်ဆွေးနွေးတိုင်ပင်သူ ဘဝမှာဆရာဆရာမတို့မဟုတ်တင့်ရဲ့ဘဝကိုအလင်းပြပေးတဲ့သူဆွေးနွေးတိုင်ပင်သူတွေဟာတင့်အတွက်အကောင်းဆုံးအကြံပေးနိုင်တဲ့သူတွေပဲဖြစ်ပါတယ်။သူတို့တွေကိုလိညာမိပါကတင့်အတွက်မှားယွင်းတဲ့လမ်းညွှန်မှုတွေကိုပဲရစေနိုင်ပါတယ်။နံပါတ်3အိမ်အောင်ဖက်တို့မဟုတ်အချစ်ရည် အိမ်တော်ဖက်ဒုမဟုတ်အခြေရေးဆိုင်ရာဆက်ဆံရေးမှာလိညာမှုတွေဟာယုံကြည်မှုကိုချိုးဖောက်ပြီးနှစ်ဦးနှစ်ဖက်အတွက်နာကျင်စေနိုင်ပါတယ်ရေရှည်ဆက်ဆံရေးအတွက်ယူသားမှုဟာအရေးကြီးဆုံးသောအခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်နံပါတ်၄စစ်မှန်တဲ့တငယ်ချင်းစစ်မှန်တဲ့တငယ်ချင်းတွေဟာတင့်ကိုအမြဲတမ်းနားလဲပေးပြီးအားကိုးနိုင်တဲ့သူတွေပဲဖြစ်ပါတယ်သူတို့ကိုလိညာချင်းဟာတင့်ရဲ့ဆက်ဆံရေးကိုထိခိုက်စေနိုင်ပြီးနောက်တွေ့ကြုံရမယ့်အခက်အခဲတွေမှာသူတို့ရဲ့အကူအညီကိုဆုံးရှုံးစေနိုင်ပါတယ် နံပါတ်5တင့်ကိုတင်ဘဝမှာအရေးကြီးဆုံးကတော့တင့်ကိုတင်မလိမ်ဖို့ပါပဲကိုကိုကိုလိန်ညာချင်းဟာကိုယ့်ရဲ့တန်ဖိုးကိုရှော့ချစေပြီးတင့်ရဲ့ဘဝကိုပါမိမ့်မိန်စေနိုင်ပါတယ်ကိုရင်းစိတ်ငြိမ်းချမ်းမှုအတွက်ယူသားမှုဟာအခြေခံလိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်ဒီလူငါမျိုးကိုလိန်ညာချင်းဟာတင့်ရဲ့ဘဝကိုနှဆိုင်စွာထိခိုက်စေနိုင်ပါတယ်ယူသားမှုနဲ့ယုံကြည်မှုဟာကောင်းမွန်တဲ့ဆက်ဆံရေးတွေရဲ့အခြေခံဖြစ်ပြီးဒီလူတွေကိုလိန်ညာမိရင်နောက်တစ်ချိန်မှာကြီးမားတဲ့နောက်တဲ့ဆုံးရှုံးမှုတွေကိုဖြစ်လာနိုင်ပါတယ် ဒါကြောင့်ကိုဘဝကိုယူသားစွာနေထိုင်ပြီးမိမိကိုယ်ကို လေးစားမှုရှိဖို့အရေးကြီးပါတယ်။အခုဆိုရင်ဘဝမှာလုံးဝမလိမ်သင့်တဲ့လူငါးမျိုးကိုတည်ကြမယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။